ဘာအင်အားကြီးနိုင်ငံတွေရဲ့အစိုးရပုံမှန်မှုဖြစ်စေခဲ့တဲ့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ဟာအမေရိကန်ရဲ့ထူပေါင်းတိုက်ခိုက်မှုတွေကြားထဲကနေလုံခြုံတဲ့နေရာကိုရှုပ်ပြောင်းနိုင်ခဲ့တယ်လို့နောက်ဆုံးရသတင်းတွေအရသိရပါဗျ။ ဇွန်လ29ရက်နေ့မှာဆီဗီယက်သတင်းဌာနကထုတ်ပြန်ခဲ့တဲ့အချက်အလက်တွေအရအီရန်ရဲ့အကြီးကနျူကလ িয়ার စစ်ကံ၃ခုကိုအမေရိကန်က14တန်ဘန်ကဖျက်ပုံးနေတိုက်ခိုက်ခဲ့ပေမဲ့အဲ့ဒီထက်ကအရေးပါဆုံးဖိုရိုနျူကလ িয়ার ဆက်ရုံဟာထိခိုက်မှုမရှိဘဲနေရာရှုပ်ကြောင်းနိုင်ခဲ့တယ်လို့သိရပါတယ်။ မေကန်သမ္မတဒေါ်နယ်ထရန့်ကတော့ဒီတိုက်ခိုက်မှုတွေဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုလုံးဝဖျက်ဆီးပစ်နိုင်ခဲ့ပြီလို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့တိုက်ခိုက်မှုအပြီးမှာအမေရိကန်စစ်ဘက်ဆိုင်ရာအကြီးအကဲတွေနဲ့ထရန့်နဲ့တွေ့ဆုံခဲ့တဲ့ကတော့ဖရုဆက်ယုံဟာလနိုင်ငံတွင်ပုံမှန်အတိုင်းတန်လင်းလေပတ်နိုင်မယ့်အခြေအနေလောက်သာပြသခဲ့တယ်လို့သုံးသပ်မှုတွေရှိခဲ့ပါတယ်။ဒီလိုတုံးတက်ချက်တွေပေါက်ကြွားတဲ့အခါမှာတော့အင်ဖြူတော်ကဒါသမောက်ထရန့်ကိုနာမည်ဖြတ်ဖို့ကြိုးစားတဲ့လုပ်ရက်တစ်ခုပဲလို့ပြောဆိုခဲ့ပါတယ်။ စီဘီအက်ဒင်းဌာနရဲ့ဖော်ပြချက်တွေအရဂျူရုသဘုံနေမှာဖော်ရုဆက်ရုံကိုမတိုက်ခိုက်ခင်တရက်လူတွေကအကုန်ကားကြီးတွေအများအပြားမြောက်လိုင်ကူဘက်ကိုဝင်ထွက်သွားလာနေတာကိုတွေ့ရပါတယ်။အီရန်ဘက်ကလည်းပစ္စည်းမှုတွေကအပေါ်ယံလောက်ပဲလို့ထုတ်ပြန်ထားတာကြောင့်အကြီးပါတဲ့နျူကလ িয়ার ပစ္စည်းတွေကိုတူတူရှုပ်ကြောင်းနိုင်ခဲ့တယ်လို့အသွင်သတင်းပေးတွေကဆိုပါတယ်။ ီယန်ရွှေ့ပြောင်းလိုက်တဲ့စိတ်ရုံအစ်တစ်ကတော့ Foruscan ဟောင်းရဲ့တောင်ပတ်မိုင်90အကွာကတစ်ကက်တောင် of the team တရှိပါတယ်။ဒီတောင်ကပေ9000မြစ်ပြီးမြောက်ကို328ပေမိသားတရားထပ်တူပြီးတိစောက်ထားတာပါ။ဒါကြောင့်ဒီနေရာအစ်တစ်ကိုအမေရိကန်ရဲ့14တန်ဘန်ကာဖြတ်ဖို့နေတဲ့အောင်ဖြတ်စည်းဖို့မဖြစ်နိုင်ဘူးလို့စေအစံအကြွင့်တူတကအသုံးသတ်ပါတယ်။ ပြီးရင်နိဂဒေကကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ IAEA ကလည်းဒီပစ်ကက်တန်အော့မှာနျူကလ িয়ার အစီအစဉ်အတွက်အရေးကြီးတဲ့ပစ္စည်းတွေအများအပြားရှိနေတာကိုမြင်တွေ့ခဲ့ရကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။အီရန်ဆိုရကိုမင်းမြတ်တဲ့အခါမှာလည်းခင်ဗျားတို့အလို့ဘာမှမပါဘူးလို့ဒိုင်းဆိုင်စွာတုံ့ပြန်ခဲ့လို့ဆိုပါတယ်။အမေရိကန်ရဲ့ဗီတူဘုံကျဲလီနေကနေကျဲချတဲ့ဘန်ကာဖြတ်ဘုံတွေဟာမြောက်မီတာ60တိထိုးခွင်းဝင်ရောက်ပြီးမှဖောက်ခွင်းနိုင်ပေမဲ့ ပကက်တောင်အောက်ကနျူကလ িয়ার စစ်ကမ်းတစ်ကိုတော့ဒီဘုံနေနေတောင်ရောက်ချီဖြတ်စီပုံဖြစ်နိုင်ပြီးဘူးလို့ပညာရှင်တွေကတုံ့ပြန်နေကြပါတယ်။ဒီအခြေအနေတွေက PNN နျူကလ িয়ার စီစဉ်ကိုဘယ်လိုဆက်ပြီးထိ ंछ ုံမလဲဆိုတာကိုနိုင်ငံကအတိုင်းအတာဆင်ခုံမှုအသစ်ခုဖြစ်လာနေပါပြီ။နျူကလ িয়ার လက်နက်တန်းနံမှုကိုတားဆီးဖို့ကြိုးပမ်းနေတဲ့ကဘာကြီးတွေအတိတ်ကစားဘယ်လိုတိုးဆက်တည်ဖြစ်လာမလဲဆိုတာကိုဆက်လက်ပြီးစောင့်ကြည့်ရအောင်မယ်လို့ထင်ပါတယ်။